ရခိုင်ပြည်နယ်ကြောက်ကျင်နယ်ကမဒီကျွန်းနဲ့ရံပြေကျွန်းတွေမှာရှိတဲ့ရေတဘာဝတံခွေပိုက်လိုင်းနဲ့ရေနံစိတ်ကန်းစီမံကိန်းလုပ်ငန်းတွေပဲဖြစ်ပါတယ်။2008ခုနှစ်တည်းကစတင်ဝင်ရောက်လာခဲ့တဲ့ဒီစီမံကိန်းတွေမှာသက်ဆိုင်ရာကုမ္ပဏီတွေကသူတို့ရဲ့လုပ်သားတွေကိုပါတဘာတဲ့ခေါ်လာခဲ့လို့ဒေသခံတွေအတွက်ထူးထူးခြားခြားအလောက်ကန်ခွင့်ရေးတွေမရကြဘူးလို့ပြောပြပါတယ်။ အစိုးရနဲ့ကုမ္ပဏီတွေကဒေတာခံပြည်သူတွေကိုပထမနှစ်မှာ25ရာခိုင်နှုန်း၊ဒုတိယနှစ်မှာ90ရာခိုင်နှုန်းနဲ့တတိယနှစ်မှာ85ရာခိုင်နှုန်းအထိအလုပ်တွေခန့်သွားမယ်လို့ကတိပေးခဲ့ပေမဲ့လက်တွေ့မှာတော့ဖြစ်မလာခဲ့ဘူးလို့လူမှုအဖွဲ့အစည်းတွေကပြောဆိုပါတယ်။အဲ့မှာဒီလိုအလုပ်တွေဆက်ဆက်မြင့်လာပြီးမှရဖို့အတွက်ဆိုတော့ဒေသခံတွေကိုတင်တန်းနေပေးရမယ်။အဲ့လိုတင်တန်းပေးတာမျိုး showcase project တုန်းကဘာမှမရှိခဲ့ဘူး။ဘာမှမရှိခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကအလုပ်ကိုသွားလိုက်တဲ့အခါတောက်တုံတွေကလိုရတဲ့ အခိုင်ခံအလုပ်လောက်ပဲရှိတယ်အာတနေ့ကို2000မှနေ4000ကအထိရတဲ့အလုံမျိုးပေါ့လေအဲ့လိုအလုံမျိုးပဲရှိတယ်ဟိုသမင်းစားဝန်းပုံပါပဲဗျာအဲ့ဟာလေးစအိမ်ရောက်ရင်ဂုံတဲ့နေ့နေ့တွဲခါလေးနောက်ပဲလုတ်ခဲ့ကြရတယ်အဲ့လိုလုတ်ခဲ့ကြရတဲ့အတွက်ဒေတာခံတွေရွှေ gas project တစ်ခုလုံးမှာအာဒေတာခံအလုပ်သမားတွေအတွက်ဘာမှအာဒီ project ကြီးပြီးသွားရောဟော project လေးပြီးရောသူတို့ဘွားလည်းပဲအလုံမြေရောအဲ့အစီအမျိုးပဲဖြစ်တယ် မရေကျွန်းမှာရှိတဲ့ရေနက်စိတ်ကန်းက CNPC ကုမ္ပဏီမှာမရေကျွန်းကဒေသခံပြည်သူတွေနေ့စဉ်ကြုံတွေ့နေကြရတာတွေကိုလည်းမရေကျွန်းအောက်ရွာသားတအူပြောပြတာကတော့မဒေသခံတွေကိုအလောက်မသွန်ဘူးသူတို့ရောက်ပြေကခွာတယ်တွေကတော့ဟိုလက်စကောင်းရတယ်ဒီကလူကတော့လက်စကောင်းမရဘူးအောင်ပြက်နာဘလို့ကျွန်တော်လည်းဆိုလို့ရှိရင်သူတို့နေတဲ့နေရာကသူတို့အလောက်သမားနေတဲ့နေရာအေးရကွန်းတွေပါနဲ့အဆင်ပြေတယ်ဒီကလောက်တဲ့ ဒေသခံတွေမှာအနေကြတော့မရှိဘူးအဲ့လိုခံနေလေကျုံရတယ်ဒေသခံတောင်သူတွေဟာလေယာဉ်မြေတွေအသိမ်းခံရလို့လဲလုံးဆရာမြေမရှိ အလုံးမရှိဖြစ်ကြရပါတယ်ရော်ချင်းငွေရလည်း၈သိန်းလောက်သာရခဲ့လို့ရေရှိမှအခက်ကြုံရတယ်လို့မရေကျွန်းအောက်ရွာကကိုထွန်းခင်ဆိုသူကပြောပြပါတယ် CNPC စက်ရုံမှာညဆောင်အလုပ်ဝင်လုပ်ခဲ့ရပေမဲ့အလုပ်ထုတ်ခံရလို့အလုပ်လက်မဲ့ဖြစ်နေရတယ်လို့လည်းပြောပြပါဗျ။နေတော်လာလို့ရှာနေတော်လာ ။နေ့လည်းဖောက်လို့ကျဲလိုက်စီပလန်တော့ဖျောက်ွက်တယ်။ဖောက်တယ်မသိလိုက်ဘူးလေ။သူကမစားရဘူးဆိုရင်လေးသေးပြန်လာတာပဲ။အလောက်ပဲပြည်ရတယ်ဘာမှမပြည်ဘူးအလောက်ကပေါ်လာလို့ဟင်ကရယ်အလောက်ထောက်ပဲလဲနောက်ဘူးလို့မခီလို့ဟင်ကရယ်ထောက်ပဲလဲ တို့အတူသူရဲ့လူတွေကိုမှလောက်ခဲပြီးသူတို့ပဲပူတဲ့လူတွေအလောက်ထောက်ပြီးတာဆက်ယုံထဲမှာကုမ္ပဏီကခေါ်လာတဲ့အလုပ်သမားတွေနဲ့ဒေသတွင်းကအလုပ်သမားတွေကိုနေထိုင်လုပ်ကင်ခွင့်တွေပေးထားတာတွေဟာလည်းတန်းတူမရှိဘဲကွာဟမှုတွေရှိနေတယ်လို့လူမှုအဖွဲ့အစည်းတွေကပြောဆိုပါတယ်။ဒီကျွန်တော်တို့မတဲမှာသူတို့လောက်တာလေဒီပေါ့နော်ကိုလုံးလေပါတဲ့ကိုလုံးသူတို့ဒီတရုတ်တွေကခေါ်လာတယ်တရုတ်တွေတရုတ်လူမျိုးတွေပဲခေါ်လာတယ် ဒီကျွန်တော်တို့စီကအလုပ်သမားတွေခေါ်လို့ရှိရင်ဒီပေါ့နော်အဲဘိလက်မြေတေရမှာတို့တန်တေရမှာတို့တခြားဒီဓမြက်စီလေးတာတို့ညာဆောင်တို့ဒါပဲသုံးတယ်ကျန်တဲ့ဒီပေါ့နော်ဒီဒီဒီဟိုဒီပေါ့ဘယံဘယံလောက်တာအောက်စီတို့ပါတို့အဲ့ဒီအလိုလူတွေကဇာတိတရုတ်လူမျိုးတွေပါအဲ့သူတို့တွေကတော့ကျွန်တော်တို့စုံကမ်းကြည့်တလောက်တော့သူတို့ဒီတလောက်ကိုမြန်မာကုန်နဲ့တွက်ကြည့်တော့သူတို့6သိန်း7သိန်းလောက်ဝမ်းကျင်ရှိတယ်တရောက်ကိုလေ အေးဒလလောက်အခါဒါပေမဲ့သူတို့မှနေစရာရှိတယ်အေယာကွန်နဲ့အဆောင်တွေပေးတတ်တယ်အဲဒီဒေသခံတွေကြာလို့ရှိရင်နေစရာလည်းမရှိဘူးဒီနေ့ကို၄ထောင်နဲ့ပုံမရဘူးအဲ့တော့ကျွန်တော်တို့မာသူတို့ဟိုအဲ့ဒီနေ့၄ထောင်မှတော့သူတို့ပေးမှလောက်ရတာ ဒါအပြင်ရမ်းမြေကျွန်းကရွှေတဘာဝတန်းွေစီမံကိန်းမှာလည်းဒေသခံပြည်သူတွေဟာအလုံလောက်ကင်ခွင့်ရဖို့နီးလန်းတွေအလွန်နှဲပါနေပြီးအလုံရဖို့အတွက်လည်းအခက်အခဲတွေရှိတယ်လို့ရွာသားတွေကပြောပြပါတယ်။လုံဝင်လုံဖို့ခါကြရင်ကျွန်တော်တို့ကအထောက်ထောက်အပြည့်စုံတောက်ကိုတောက်ခါကြရင်အဲ့ထောက်ထောက်ကျွန်တော်ကလိုက်အပြည့်စုံလုံပေးရတယ်။ EGC ရဲ့ဂျက်မန်ရဲ့သွေးဆိုင်ရဲ့ဒီအချက်လက်ဒီအောင်မှသူကအလောက် ခန့်မယ်ဆိုပြီးအဲ့လောက်ဒီဥဆရာဝန်ကဒီခါကျွန်တော်တို့အနေနဲ့လည်းအကုန်လုံးကိုလောက်ပေးရတယ်ဒီကျွန်တော်ကအဲ့နိုင်ငံတကာဆိုင်ရှင်ဆိုင်ရအဲ့ကသူကလောက်ခိုင်းတယ်နိုင်ငံတကာဆိုင်ရှင်ဆိုင်ရအဲ့ကပြည်စုံမအလောက်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့ကလေနိုင်ငံတကာဆိုင်ရှင်ဆိုင်ရအဲ့ကငွေပမာဏကိုပေးရမယ်ဆိုပြီးကျွန်တော်ကမဖြစ်နိုင်ဘူးလားအဲ့လိုဆိုရင်အလौဒမကတော့ဟာဒီနေရာကအလौဒမကတော့ဟာပထမဒီ ဒေတာကိုဒီရွှေပွဲကျစားလို့ရောက်လာတုန်းကဆိုရင်ဒေတာတစ်ခုလုံးဖွင့်ဖို့တိုးတက်ဖို့အတွက်ကိုပြောတော့တယ်သူရွှေပွဲကျကလူတွေကဒီယွန်းလမ်းပတ်ဆက်တွေလူမှုရေးစပီစကအစစရာကောင်းသူလေသမားကအစအလုံးအလောက်အစင်ပြရမယ်ပါညာဆိုပြီးကျွန်တော်တို့ကအကုန်လုံးဖွားမပေးဘူးပြောတော့တယ်တကယ်တော့အလောက်လုံးမယ်ဟေးလူလောက်လာတဲ့အခါကျရင်ဒေသခံအနေနဲ့ဘာမှအခွင့်အရေးမရှိဘူး အဲ့နေသောအလုပ်တစ်ခုကိုလိုရှင်လို့ရှိရင်တောင်မှကျွန်တော်တို့အမျိုးမျိုးအနေနဲ့လိုက်လိုက်ပြီးလုပ်ရတယ်လောက်ပြီးသူစူပါဗိုက်ဇာအင်ဂျင်နီယာတွေနဲ့နှီးကျတဲ့လူကြရင်အလုပ်ခန်းပေးတယ်အလုပ်သွင်းပေးတယ်နှီးကျမှုမရှိတဲ့လူကြရင်ဒီတက်အလုပ်မနေရတယ် ီမံကိန်းလုပ်ငန်းတွေမှာဒေသခံအလုပ်သမားတွေကအုတ်သည်ကြောက်သည်ညီပေါက်ပြန်လို့ပြီးလက်မြည်သည်စတာတွေကိုတခြားကုမ္ပဏီလုပ်သားတွေနဲ့ဒန်းတူလုပ်နေကြရပေမဲ့လောက်ခလာစာမှာတော့ဒန်းတူမရကြဘူးလို့ပြောပါတယ်။သူတို့ကရှိုက်ထုတ်တဲ့တော့ရပါရဲ့။ဒီတိကကြလစ်ထုတ်နေချင်ရပါရဲ့။အလောက်ကဒီလောက်ရတယ်။စင်ကလည်း ဒီစီမံကိန်းတွေမှာတရုတ်ကုမ္ပဏီတွေကလုပ်ငန်းတချို့ကိုမြန်မာနိုင်ငံထဲကကုမ္ပဏီတွေလို contract စနစ်နဲ့လုပ်ကိုင်ခွင့်တွေပေးပြီးလုပ်ကိုင်နေရမှာလဲအခွင့်အရေးတန်းတူမရတာတွေလည်းကြုံနေကြရတယ်လို့အလုပ်သမားတွေကပြောဆိုပါတယ်။အာကုမ္ပဏီကလူတယောက်ကိုခဏချင်းတန်းတန်းရှိခဲ့ပါတယ်။ခဏချင်းမပြီးလို့ဟင်ခင်နားတနေ့ပြန်ဆန်းရင်ညနေမှညနေရက်ကိုမရဘူးနဲ့ကြာဟင်းလိုက်ရတဲ့အတွက်ဆက်ရပါတယ်။ ဒီလိုဟင်းရကလေးဖြစ်တာပုံမရဘူးလေးထုံမလေးထုံလေးရတာတယောက်လေးစီမံလောက်တဲ့လူကြီးကြရင်ပေါက်ပြဲခဲသူမှငွေနဲ့တိုင်းမဲ့ချက်ဆိုပေါက်ပြဲခဲဝင်လိုက်ရဲ့ခနိုင်တော့စုလို့ဟင်းကတော့သူသူငွေနဲ့ပြဲလို့ရှိသူမှတဲလို့ရှိမှပြလိုက်ရတာဒါတယောက်လေးကဖြစ်တာနဲ့ပေါက်ပြဲခဲပဲဗမာရီကသမီးကိုအမြဲကွဲခဲကြခဲပဲပေါက်ပြဲရခဲပဲ မလောက်လို့ဟင်းရသူနဲ့ပြဿနာတက်ရပါဒီချင်းကြီးတွေကြောင့်ဒေသခံတော်တော်များများဟာစီမံကိန်းလုပ်ငန်းတွေမှာအလုံးလုံးတိုင်ခွင့်မရကြပဲအလုံးလက်မဲ့တွေအများပြားကြုံနေကြရတယ်လို့လူမှုအဖွဲ့အစည်းတွေကပြောဆိုပါတယ်စီမံကိန်းကြီးတလောက်ထိပြီးနေတဲ့အချိန်ခါမျိုးမှာအလုံးလက်မဲ့တွေအများကြီးပေါ့ဗျာစီမံရေးကာလတုန်းကတော့ကျွန်တော်တို့ယူရတဲ့ထောင်ရှိလုဝင်လုကြတာပေါ့တောက်တူမေရအလုပ်တွေပေါ့ဗျာအခုကြတော့အများကြီးယောသွားပြီလေလုံးလက်မဲ့တွေများနေပြီပေါ့ ကျောက်ဖြူတီတာဟာရေလုံငန်းလုပ်ကင်သူ80ရာခိုင်နှုန်းခန့်ရှိရာကြောင့်နေရမြေတွေအသိမ်းခံရတာရေလုံငန်းလုပ်ကင်ခွင့်တွေနေပါလာတာစီမံကိန်းတွေမှာအလုတ်ကန်လုပ်ကင်ခွင့်တွေမရကြတာတွေကြောင့်အလုံးလက်မဲ့ဖြစ်နေကြတဲ့ဒေသခံပြည်သူတွေကိုအစိုးရအနေနဲ့ရေရှိစီမံကိန်းတွေရေးဆွဲပြီးဆောင်ရွက်ပေးတဲ့လို့လူမှုအဖွဲ့အစည်းတွေကထောက်ပြပြောဆိုနေကြပါတယ်ကျွန်တော်ရှိမှာပင်လေထွက်ကုန်တွေကိုရိုးချမ်းမှာပင်လေထွက်ကုန်တွေကိုလုတ်တဲ့စက်ယုံတွေ တို့တို့ရှိမှအစိုးရကိုစောင့်ကြည့်ရင်ဒီလုပ်ငန်းကိုတို့တို့ရှိမှတကယ်အဲတွင်တွင်ကြည်ကြည်ကြီးလုပ်တဲ့အစီအမံကြီးတွေကိုဆွဲပစ်ခြင်းနဲ့အဲ့လိုသာတို့တို့ရှိမှရခဲဆက်ရခဲဆက်ယုံတွေနဲ့ဒီလုပ်ငန်းကိုများများလုပ်ကြမယ်ဆိုရင်တော့တို့တို့ဒေတာလို့ဒီလုပ်ငန်းမှာများများလုပ်ကြမှာပေါ့ဗျာအဲ့လိုဟာမျိုးတွေကိုစိုးရအနေနဲ့စီစဉ်ပေးနိုင်မယ်ဆိုရင်ဒီကောင်းပါပဲလို့ကျွန်တော် ဖြစ်မှုတွေ။စီမံကိန်းလုပ်ငန်းတွေမှာလည်းဒေသခံပြည်သူတွေကိုပညာမတတ်တဲ့အတွက်အလုံးလုံးကင်ခွင့်မပေးဘူးဆိုပြီးပြောဆိုတမ်းတွေထွက်ပေါ်နေသလိုအလုံးလက်မဲ့ဖြစ်နေကြတဲ့ပြည်သူတွေကိုအစိုးရအနေနဲ့လည်းအလုံးလုံးကင်ခွင့်နဲ့ရအောင်ဖန်တီးပေးပြီးဒေသအတွင်းဖွံ့ဖြိုးတိုးတက်အောင်ပြင်ဆင်ဆောင်ရွက်ပေးသင့်တယ်လို့ရွှေကက်စလုံရှားမှုအဖွဲ့ကထောက်ပြပြောဆိုသွားပါတယ်။ တကယ်လို့သူတို့ကဒီဒေတာလူတွေစေတနာရှိတယ်ဒေတာလူတွေဖွံ့ဖြိုးတိုးတက်စေခြင်းလည်းဆိုရင်ဒီဒေတာလူတွေအလောက်ရလာအောင်ဒီဒေတာလူတွေအတတ်ပညာဖြစ်လာအောင်ရှိလာအောင်သူတို့တွေလည်းစီစဉ်ပေးတယ်တင်တော့နေပါလေလောက်ပြည့်တဲ့ပေါ့